သက်ရှူ꿰လို့အနက်ယူလွဲတယ်ခွေးကောင်နေတာကြီးတန်းကအကောင်နေရတက်ကအကောင်နေဆိုပြီးစကားစားလိုက်ရင်တောင်းစိန်ပြောတဲ့စကားထဲမှာမအေးတီနှမနေအကုန်ပသွားတော့တယ်ဝင်းမောင်ကနောက်လိုက်ဆိုတော့ဟုတ်တကွာဟုတ်တကွာနဲ့စိုင်းနောက်ထများလို့ပဲသူကလည်းတချီတချီတော့အားရပါရဆယ်ရင်ထောက်ခံလိုက်တယ်ဖဲတယ်ဆိုတာကလည်းသူ့နေရာနဲ့သူမှရတာရှိတာကိုစကလုံးကတော့ဒီစကလုံးပဲအနက်ပြောင်းလို့အကြောင်းအရာပြောင်းသွားမှပဲ ဆဲတယ်လို့ခေါ်ကြတာမဟုတ်လားတကယ်တော့ဘာသာစကားထဲမှာဆဲတာကအလိုလိုရှိနေတာမှမဟုတ်ပဲဒါပေမဲ့ဒီနှစ်ကောင်အုံနောက်ထဲမှာအဲ့ဒီလောက်ကြီးကြီးကျယ်ကျယ်တွေတွေးမထားပါဘူးစိန်မောင်ကဘာလို့အဲ့ဒီကောင်မကိုတွားကြိုက်တာရောလို့တောင်းစိန်ကမအေးရေနှမတွေကိုခဏဘေးဖက်ထားပြီးဝင်းမောင်ကိုလှမ်းမေးလိုက်တယ်ဝင်းမောင်ကတော့တောင်းစိန်ကိုအင်္ဂါဂျိုသားတယောက်နဲ့တွေးလိုက်ရတယ်လို့ပဲအစမ်းတကျယ်နဲ့လှမ်းကြည့်လိုက်တယ်ပြီးတော့မှငါကဘလို့လို့သိမှာတော့ သူ့ဘာသာတော့ကြိုက်တာပဲလူပဲကြိုက်ချင်ရကြိုက်မှာပေါ့လို့ပြန်ဖြေတယ်ဒီတော့တောင်းစိန်ကတိတ်မကျင့်တတ်ဘူးချက်ချင်းဘာမှပြန်မပြောသေးဘူးခဏကြာမှမင်းကလည်းတုံးဝင်းရံကောငါပြောတာကတို့ဘက်အပိုင်းမှာကောရေတင်ကန်ဘက်မှာကောကောင်မတွေပေါ်ပါတပိနဲ့တာကြီးတန်းကတန်းတင်တမ်းမှာသွားကြိုက်ရတယ်လို့ပြောလိုက်သည်ကောင်မလေးကနှိပ်တယ်ကွာငါအတော်ကြိုက်ရှင်သားလို့ဝင်းမောင်ကပြောတယ်ဒီကောင်မဆဲထက်လိုက်ရမင်းတို့တမျိုးလုံးနာသွားမယ် ဒီဘက်အပိုင်းမှာမင်းတို့ကြိုက်စရာမိမမရှိတော့ဘူးလေငါအတွက်တော့ရှိပါတော့ကောကွာငါတို့သာပြမကြိုက်ကြလို့လို့ဝင်းမောင်ကရဲကျဲကျဲနဲ့ပြန်ဖြေလိုက်တယ်တောင်းစိန်ကပါဇက်ကဘာမှမပြောတော့ပဲခက်တီတီနဲ့အတော်ကြာအောင်ဝင်းမောင်ကိုလှမ်းကြည့်နေရင် နောက်တော့အသာပြုံးပြီးခေါင်းခါလိုက်တယ်တကယ်တော့ဖြစ်တာဒီလိုတောင်းစိန်တို့အဖွဲတဲကစိန်မောင်ဆိုတဲ့အကောင့်နဲ့တာကြီးတန်းဘက်ကတန်းတင်ဆိုတဲ့အကောင့်ရဲ့နှမမိဆက်ဆိုတာကြိုက်ကြတယ်ကြိုက်စုံနှစ်ယောက်သလုံးအရင်က လက်ပံဝင်းကအထက်တန်းကျောင်းမှာအတူတက်ကြတာအဲ့ဒီကလေးကအဆက်ဖြစ်ကြပုံပဲနောက်တော့နှစ်ယောက်စလုံးကျောင်းကထွက်ပြီးသူတို့မိဘလုပ်ငန်းတွေမှာဝင်လောက်ကင်နေကြတယ်တန်းတင်းတို့မိဆယ်တို့မိဘတွေကပွဲယုံနေပါတယ်ရှိတယ်တာကြီးတန်းတို့ရသစ်တို့ဆိုတာကအတော်ကလေးပိုက်ဆံရှိတဲ့လူတွေနေကြတာကိုမြို့တည်ရင်ရုပ်ရှင်ဝင်ကြည့်တတ်တဲ့လူတွေမြို့ရောက်ရင်ဒံပေါက်ဆိုင်ဝင်စားရတဲ့လူတွေနေမကောင်းရင်စေကန်းကဆရာဝန်လေးနဲ့ပြတဲ့လူမျိုးတွေနေကြတာ တောင်းစိန်တို့ရွာလဲရက်ကလို့လှုပ်လှုပ်ရှားရှားတွေမဟုတ်ကြဘူးစိန်မောင်ကတော့တောင်းစိန်ရွာလဲရက်ကပဲစိန်မောင်ဖေကိုထုံးမောင်ကြီးကအရင်မြို့မှာအဝေးပြေးကမောင်းနေနောက်တော့သူ့ဘာသာလော်လီဝဲပြီးဒီဘက်တကြောက ကုံယုံနေပွဲယုံနေကပစ္စည်းတွေမြို့ကိုတိုက်တယ်ဒီတော့တာကြီးတန်းဘက်ကကုံယုံနေနဲ့ဆက်သွယ်ရှိနေတာပေါ့စိန်မောင်ကအခုဆိုသူ့အဖေကမှလိုက်နေတာ ဒီတော့အရင်ကတည်းကညှိလာခဲ့တဲ့မိစေနဲ့ပြန်ပြီးဆက်ကြတယ်ပဲပြောရမယ်။မိစေတို့အဖေအမေတွေကဒီလောက်ပြဿနာမရှိဘူး။မရှိဆိုစိန်မောင်ကရိုးသားတယ်။သူ့အဖေလိုပဲအလုပ်ကြိုးစားတယ်။ခန့်နေတာကသူ့အကိုတန်းတင်ဒီကောင်ကငကိုကတည်းကမိုက်ကိုက်ဖမ်းနေတဲ့ကောင်တကယ်တော့တတ်သိရှိလာတယ်မဟုတ်ဘူး။အချိန်အဝါလေးကောင်နဲ့မိုက်ပြနေတာ။စိန်မောင်ကိုသဘောမကျပေမဲ့အစ်စမန်အင်မောင်ခင်သားတွေသူတို့ဘွဲယုံဝင်ထက်သွားလာနေတာတော့ အတော်ကြည်ပြူတယ်။ကြည်ပြူဆိုမောင်ခင်တို့ကမတော်ပိုင်နာကိုဒီနေ့ညာဘက်စိမ်မောင်ရိုက်ခံရတယ်။မိဆက်နဲ့သွားအတွေ့ပြီးပြန်လာမှာပောင်းရိတ်သေးကထွက်ရိုက်တာတဲ့။ရိုက်တာကတန်းတင်ပွဲုံကကောင်းနေလူမားလို့တဲ့။သခိုးမတ်လို့တဲ့။စိမ်မောင်လည်းထိတ်ပေါက်ပြီးခါလဲအတော်မြတ်သွား။ဒီတော့တရင်ကြတဲ့ဆိုကောင်းစိန်နဲ့ဝင်းမောင်ကဘယ်နေလိမ့်မှာတော့။ရွာလေရက်ကကာလာသားကောင်းတွေကို လက်သက်စိတ်တော့လက်ထိတ်နာတဲ့ပေါ့တာကြီးတန်းပဲသွားရိုက်မဲ့တန်းတင်တို့ပွဲယုံနေပါရင်မီးရှို့မယ်ဖြစ်ကြရောရွာလေရက်ကကာလာတာပေါ်တော့အတော်အားကောင်းနေစိန်မောင်းအဖေကိုထုံးမောင်ကြီးကတောင်းပန်တာတော့မရဘူးညနေကြီးဆိုတော့ခေါ်စရာပလိတ်သားကလေးတွေကလည်းနီနီနာနာမှမရှိဘူးတောင်းစိန်တို့ကိုနိုင်နဲ့စာတင်တိုက်ကကိုတော်တွေလည်းကျင့်ကုန်ရပြီအရက်ထဲကလူကြီးတွေကလည်းဘာလုပ်ရမှန်းမသိဘူးတန်းတင်အဖေကြီးကတော့ကောင်းရှာတယ် ။တရင်ကြတဲ့ဟေ့ဆိုတာနဲ့သူကိုယ်တိုင်ကြက်ကားကြီးမောင်းပြီးတရားထိတ်ကားသေးကဆရာဝန်ကလေးကိုကိုထွန်းမောင်ညင်ပင့်သွားတယ်။စိတ်မောင်းကိုကြည်ခိုင်းရုံနဲ့မကဘူးကိုထင်းမောင်ကြီးကိုတောင်းပန်တယ်။ကိုထွန်းမောင်တို့ကလည်းမိမပြတ်ချင်ရှာတော့ကလေးချင်းဖြစ်တာပဲဆိုပြီးပြီးပြီးပျောက်ပျောက်သဘောမျိုးပြောတယ်။အဲ့ဒီလိုဖြစ်လေတောင်းစိန်တို့ကမကျင်နဲ့လေပဲ။ဒါတောင်တန်းတဲ့အဖေကြီးကဆရာဝန်သွားမခေါ်ခင်ဒီလိုလောရကောင်းလားဆိုပြီးတန်းတင်ကိုနှစ်ချက်လောက်နေရင်ချင်းနဲ့သေးတာဆိုပဲ။ တောင်းစိန်တို့လူတိုက်ကို ထိမရတော့ဘူးလို့ဖြစ်နေတော့ကံကောင်းနေပဲခေါ်ရမလားအကြောင်းတိုက်ဆိုင်နေပဲခေါ်ရမလားမသိဘူးတကြီးတူမာမူနဲ့တောင်ရွာက မောင်တာတို့နှလုံးပြူးကြီးထမ်းပြီးရောက်လာတယ်သူတို့လည်းဂျုံလိုက်သွားရကရွာလေဘက်မှာအချိန်မတော်လူသားနေကြတယ်ဆိုပြီးဝင်လာတာတဲ့သူတို့နှစ်ယောက်ကဒီတကြောမှာတော့လူယိုသေးရှင်ယိုသေးပြောရမယ်ခရိုင်ရိုင်းပြောရရင်တိတ်ပြောဆိုမနေဘူးလှုပ်เสียရရှိလှုပ်ထက်လိုက်တယ်ဆိုတဲ့လူမျိုးတွေစိတ်ရင်းတော်လည်းကောင်းကြတယ ီတော့သူတို့ကပဲတောင်းစိန်တို့ကိုဝင်ထိမ့်လိုက်တယ်။တိုင်တင်ဖေးကြီးကိုလည်းရာသက်သန်ပေးလိုက်တယ်။ပြန်ကန်နီးတော့တောင်ရွာကမောင်တာကတောင်းစိန်ကိုပြောတယ်။ဟက်ကရတက်ဘက်မှာမင်းဝင်းမွေသွားတယ်လို့ဘာလို့ဆိုတာမျိုးတွေငါမကြားချင်ဘူး။ကြားလား။တောင်းစိန်ခင်ဗျအတော်အခက်ခဲတွေ့သွားပုံရတယ်။ဘာမှတော့ပြန်မပြောဘူး။ဒီတော့တကြီးတူမောင်မူကနှလုံးပြူးကြီးထမ်းပြီးပြန်ကန်နီးတောင်းစိန်နာကဖျက်လျှောက်တဲ့အခါခတ်တိုးတိုးလေတန်ကလေးနဲ့ပြောလိုက်တယ်။တောင်းစိန် ေတိန်ကံဖျားပွဲကြီးလဲနီးပြီပဲကွာတဲ့ဒီတော့တောင်းစိန်မျက်နှာအတော်ကလေးဝင်းသွားတယ်ရေတိန်ကံဖျားပွဲကလာမိုက်ရမှာပွဲလုံးကြတာကိုဂျွာနီချုပ်ဆက်က ကာလာသားတွေမလားမရှိဘူးကာလာသားတွေအမြဲရိုက်ကြတဲ့ပွဲဒီတော့ပါဇက်ကလည်းဟုတ်ကဲ့ကိုစိတ်ချပါစိတ်ချပါလို့မောင်တာနဲ့မောင်မူကိုကြည့်ပြီးပြောလိုက်တယ်ဒီအကြောင်းတွေဟာတောင်းစိန်ကောင်းတွေကမထွက်ဘူးဒီညက်နေတော့သန္ဓမရေချံလေးတောက်လာလို့ပိုးတောင်ဒေါသထွက်နေပြီ ဖုံးမြေဘက်ကဖြတ်လာတဲ့လမ်းကလေးကနေလျှောက်လာရင်ဒီနားကကပုန်ကလေးမှထိုင်ပြီးမြစ်ဖက်ကြည့်နေမိတယ်။ဝင်းမောင်ကသူ့မချေနှက်တာတွေပြောပြပြီးသူ့အကြံစီတွေပြောဖို့စိတ်ကူးရှိနေတယ်။ဒီကိစ္စကတော့တာကြီးတန်းဘက်ကကောင်တွေတက်တက်လူဘွားဝါတာပဲ။အရက်ကွာလို့ပြဿနာဖြစ်တဲ့ဆိုတာဒင်းတို့ကစားလို့ပဲဆိုပြီးသူ့စိတ်ထဲကမထွက်တော့အဲ့တော့မြစ်ဖက်ကဖုံးကြီးတစ်ပါးကြောက်လာတာတွေ့လိုက်ရတယ်။တိတိကျကျကြည့်လိုက်တော့သူ့ဇရာဖုံးကြီးကလေးဥညာနေတာပဲ။ ကိုတော်ကလေးတကားတလေးညံ့နေပဲအရိယာပုံမြောင်မြစ်ဖက်ကိုလမ်းလျှောက်တတ်တယ်။အနားရောက်တော့တောင်းစိန်ကသူ့ထိုင်းနေတဲ့ကြောက်တုံးကြီးပေါ်ကဆင်းပြီးသူ့ပခုံးပေါ်ကတပတ်ကိုကြောက်တုံးပေါ်မှာခင်းလိုက်ရင်ဘုံကြီးလေးကိုလျှောက်တယ်။ရှင်ဖះနားပါအောင်လားဖះ။ဘုံကြီးကလေးကလည်းအေးအေးလို့ပြောပြီးအသာဝင်းထိုင်လိုက်တယ်။ဒီနေရာမှာကဆရာတပည့်တွေစုံတတ်တယ်။ဘုံကြီးလေးဦးညနေတာကတောင်းစိန်တို့အကြောင်းသိ။စိန်မောင်အကြောင်းတော်လဲဘုံကြီးလေးတိပြီးလောက်ပြီလို့သူထင်တယ်။ ဒါပေမဲ့သူ့ကိုတခါမှခေါ်မမေးဘူးသေးဘူး။တောင်းစိန်နဲ့ဝင်းမောင်ကမြတ်ချောက်တဲ့ပေါ်မှာအသာထိုင်ရင်ဖုန်ကြီးကိုဝစ်ချလိုက်ပြီးမှတောင်းစိန်ကိုခုလိုမေးလိုက်တယ်။အကြီးတန်းနေဖြည့်ပြီးကြပြီလားဗျာ။ဖြည့်တော့မယ်ကွာ။မတို့မှလည်းပြဿနာဖြစ်နေတယ်။ခါချကိုတော်တပားကမဲတော်ပြန်မှုပြုံးစားကြီးအရက်ကိုပြန်ကြွသွားတယ်။ကိုတော်တပားကဂီလာနာအခုဆိုဆရာတော်ကြီးရောငါပါစာဝင်ချနေရတယ်လို့ဘုန်းကြီးလေးကဖြေတယ် နည်းနည်းပန်းတဘောကွာလို့လည်းပြောတယ်ဒီတော့လဲတောင်းစိန်ကဒီလိုဖြင့်ကြုံတော့တပည့်တော်နောက်ကြောကလေးဖြည့်ပေးလိုက်မယ်အရှင်ဖရာလို့ပြောတယ်ဘုန်းကြီးလေးကလည်းကောင်းသားပဲလို့ပြောတာနဲ့တောင်းစိန်လည်းဘုန်းကြီးလေးနောက်ကြောကိုတွားပြီးမတ်တက်ရရင်အသာနှိပ်ပေးနေတယ်ဘုန်းကြီးလေးကတော့မမတ်ထိုင်ရင်ဧကတိကိုနောက်ကိုအသာရှော့ထားပြီးမြေဘက်ကိုကြည့်ပြီးဘာမှမပြောတစ်ချက်တစ်ချက်သူ့ကိုနှိပ်ပေးနေတဲ့တောင်းစိန်ကိုအောင်နာကလေးနဲနဲဘဲဘက်နာကလေးနဲနဲစသည်ဖြင့်နှိပ်ဖို့နေရညှောနေရတယ် ဲဒီလိုအနစ်ခံနေတော့ဘုံကြီးလေးကဝင်းမောင်ကိုလှမ်းကြည့်ရင်ရုတ်တရက်မေးလိုက်တယ်။ဝင်းမောင်စိတ်မောင်တယောက်ဘက်နဲ့နေသေးတယ်လေ။အတော်ကောင်းလာပါပြီဖေ။ခါမျက်နေတော့ခြေတစ်ဖက်နည်းနည်းစားနေတာကလေးရှိနေသေးတယ်ဖေ။လို့ဝင်းမောင်ကပြန်ဖြေလိုက်တယ်။ဒီတော့တောင်းစိန်ကချက်ချင်းရိမ့်မိလိုက်တယ်။ဒီကိစ္စကိုသူ့ဆရာဘုံကြီးလေးသိပြီးပြီ။ဒါပေတဲ့သူ့ကိုပါလို့မမေးတယ်လေ။အရင်ကဆိုရင်ထက်ခနဲ့ဆိုသူ့ကိုလန့်ခေါ်ပြီးမင်းနေကြ။ဘုံကြီးလေးများသူမသိတဲ့အကြောင်းတစ်ခုခုများသိထားသလားလို့တန်တရားဖြစ်သွားတ ဘုံကြီးလေးကြည့်ရတာတခုခုတွေးနေပုံကိုဒီတော့အတာသွေးတိုးစမ်းတဲ့အနေနဲ့ခုလိုပြောလိုက်တယ်တာကြည်တန်းဘက်ကလူတွေကနည်းနည်းကိုကြီးကျယ်တယ်ဖေဟာဒီဘက်ကလူတွေဆိုရင်မတူးတလို့မတန့်တလို့လှုပ်ချင်တယ်ဖေဟာဒီတော့ဘုံကြီးလေးဥညာနေတာကပြန်မေးတယ်ဘာလို့တော့စိမ်မောင်ရိုက်ခံရတာဘုံကြီးလေးလည်းကြားမိပြီပဲအဲ့ဒါတက်တက်ဖေဟာသူတို့နဲ့တပည့်တော်တို့မတူးဘူးမတန့်ဘူးလှုပ်ပြတာလို့တောင်းစင်ကရှင်းပြတယ်ဒီတော့ဝဲမောင်ကပါဟုတ်ပါဗျာ မှန်မဖရလို့ဝင်ပြောတယ်ပြီးတော့ဘုန်းကြီးလေးကသူ့ကိုနှိပ်ပင်နေတဲ့တောင်းစင်ကိုခဏရပ်ဖို့လက်နဲ့အတာပြရင်ဟာဟာနေကြအောင်ဒီကိစ္စကလူငယ်ချင်းဖြစ်ကြတာပါမင်းတို့ဘယ်လိုဟုတ်ပုံမပေါ်ပါဘူးလို့ပြောလိုက်တယ်ဘယ်လူငယ်ချင်းရမှာတော့ဘုန်းကြီးရလို့တောင်းစင်ကမကြင်မနှက်နဲ့ဆက်ပြောတယ်အဲ့ဒီကလူကြီးတွေကအစဘုန်းကြီးကြောင်းတော့သူတို့ကြောင်းမှသူတို့ကြောင်းလုံနေတာဘာလို့တော့ဟာကောင်ရလို့ဘုန်းကြီးလေးကမေးပြန်တယ် ကြည့်ပါလားဘုန်းကြီးရသူတို့ရတက်ကအောင်မင်္ဂလာကျောင်းမှာတရားထိုက်ဘုန်းကြီးတို့ကျောင်းကိုတော့စာတင်ထိုက်အဲဒီဘက်ကလူတွေဘယ်မှာတိတ်လာလို့တော့သူတို့ကျောင်းများဆိုအမြဲဝင်ထွက်နေကြတာလူတိုင်းတွေ့နေတာအကောင်တောင်းစိသူတို့ပြောတာဟုတ်နေသားပဲတို့ကျောင်းကစာတင်တိုက် အောင်မင်္ဂလာကျောင်းကဝိပဿနာ ကမ္မထံပြတယ်ဘာဖြစ်တော့ဟိုဘက်နဲ့နေတဲ့လူတွေဟိုဘက်သွားတယ်တို့ဘက်နဲ့နေတဲ့လူတွေတို့ဘက်လာတယ်စာတင်တိုက်ဆိုတော့ စာတင်သားတွေအနောက်ရှက်ဖြစ်မှာဆိုတော့တကားတွေသိမလာကြဘူးပေါ့အဲ့ဒါဘာဖြစ်တော့လို့ဘုံကြီးလေးကပြန်ပြောတယ်ကောင်းစင်ကတော့သိမကျင်တတ်ဘူးဘာပြန်ပြောရမှန်းလည်းမသိဘူးဒီတော့ဘုံကြီးလေးကပဲထပ်ပြီးမေးလိုက်တယ်ငါပြောတာမဟုတ်ဘူးလားတောင်းစင်ဒီတော့တောင်းစင်ကဟုတ်တယ်မဟုတ်ဘူးမဖြေပဲခုလို့ပြောလိုက်တယ်ကိုတော့မသိပါဘူးဟေးကွာငါမသိတာပဲကောင်းပါတယ်လို့ပြောရင်ညာဘက်လက်နဲ့အတသူ့ကြောဘက်ကိုထိုးပြရင်တောင်းစင်ကိုဆက်နှိပ်ခိုင်းတယ် ဘသူကမှစကားမပြောဘဲငြိမ့်နေကြတယ်။အဲ့ဒီတော့ဘုံကြီးလေးကပဲစကားစားလိုက်ပြန်တယ်။ရေတိန်ခံဖျားပွဲကြီးနီးပြန်ပြီကွာ။ပြီးတော့ဘုံကြီးလေးလက်ပြန်ကိုအသာဖြစ်ပေးနေတဲ့တောင်းစိန်မျက်နှာကဝင့်လက်လာတယ်။ပြီးတော့မေးလိုက်တယ်။ဒီနေ့ဖျားပွဲကြီးဖြစ်မှမဟုတ်လားဖေ။ဖြစ်အောင်လုပ်ရတော့မှဘော။ဦးအကပြန်ကြွသွားပြီးတနည်းမလုပ်ဖြစ်တာ။ကြာတော်ကြီးကသဘောမကျဘူး။ဒီနေ့တော့အစောကြီးကလေးကငါ့ကိုမိန့်ထားတယ်။အဲသူမရှိ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 ငါကဖြစ်အောင်လုပ်ရမယ်တဲ့ ဒီတော့လဲငါကအထမြောက်အောင်လောရတော့မှပေါ်လို့ဘုန်းကြီးလေးကပြောတယ်။ရှင်ပြမိသက်ကြီးနဲ့လုံမလားလို့ဝင်းမောင်ကဝင်မေးတယ်။အာစင်လာတိုင်းပဲလုံမယ်ကွာ။မိသက်ကြီးနဲ့မိထိန်ထိန်လင်းနေတာဟန်မကြဘူး။မင်းတို့လည်းမြင်သားပဲလို့ပြောတော့ပေါင်းစိန်ရောဝင်းမောင်မှာတပြိုင်နဲ့တင်မဖျားတင်မလို့ဖြေလိုက်ကြတယ်။ဒီတော့ဘုန်းကြီးလေးကတောင်းစိန်နှိမ့်နေတာကိုအသာရခိုက်ပြီးမတ်တက်ထရက်တယ်။ပြီးတော့ငါအကြောင်းပြန်လိုက်အောင်မယ်လို့ပြောရင်တခုခုတွေးနေပုံရတယ်။ တောင်းစိန်နဲ့ဝင်းမောင်လည်းဘုံကြီးလေးကိုအတဝှက်ချလိုက်ကြတယ်။ဘုံကြီးလေးကဧကတိကိုအတပြန်ယုံရင်ကြောင်းဘက်ကိုပြန်ကြွဖို့ခြေလန်းတလန်းပဲလှမ်းရသေးတယ်။ခြေလန်းကိုအတရုပ်လိုက်ရင်တောင်းစိန်နဲ့ဝင်းမောင်ကိုလှည့်ကြည့်လိုက်တယ်။ပြီးတော့ခုလိုပြောတယ်။ဒီမှာမင်းတို့နှစ်ကောင်ငါ့ကိုကူစမ်းရေတင်ကန်ဖျားပွဲလှုပ်တဲ့ကပွဲချက်ပေးစမ်းကြားလား။ဒီတော့တောင်းစင်ရောဝင်းမောင်မလိုလိုလားလားနဲ့တပြိုင်နဲ့ပြန်ပြီးဖြစ်တယ်။တင်မဖျားဖိတ်ကြပါဗျာ။တပည့်တော်တောင်းဝင်ထားပါဗျာ ဘုံကြီးလေးလည်းတခုခုဗဝင်ကျသွားပုံပေါ့တယ်။ဒါဝင်တခုပေါ့သွားပုံပဲ။ခေါင်းကိုဖြည်းဖြည်းညင်ရင်စဉ်းစားတဲ့အတစ်ကိုရှာနေပုံရတယ်။စိတ်ဆိုတာတနည်းအားရမှတီးရမှာကိုပြီးတော့အသာပဲကျောင်းဘက်ကိုပြန်ကြွသွားတယ်။တောင်းစင်မျက်နှာဝင်းလို့သွားပြန်တယ်။သူ့စီကခဏကကြားရတဲ့မအေရီနမတွေပါတဲ့သကလုံးတွေမကြားတော့ဘူး။ဒေါသတွေယာယီပဲယော့သွားယော့သွားအရက်ထဲကမအေရီနမတွေကတော့အတော်နေသာသွားပုံရတယ်။ မျက်နှာလည်းမားမလေတော့ဘူးဝင်းမောင်ကိုအသာကြည့်ရင်ပြုံးလိုက်တယ်ဝင်းမောင်ကိုယ်တိုင်ကလည်းသူ့ဘာသာတခုခုတွေ့ရင် ပြုံးနေပုံရတယ်ငါတလောက်ပြုံးပြုံးနေဆိုတာအဲ့ဒီလူမျိုးများလားမသိဘူးမို့ရတဲ့မျက်နှာလို့ပဲခေါ်ရမလားမသိဘူးတင်တန်းရဲ့တက်ရှုကွဲလို့အနဲ့ယူလွဲတယ်